ဗမာတပ်မတော်အကြောင်းစာအုပ်စာတမ်းပြုစုတဲ့နိုင်ငံသားတွေထဲမှာဩစတြေးလျနိုင်ငံသားအင်ဒရူးဆန်နဲ့အမေရိကန်နိုင်ငံသူမယ်ရီကလဟန်တို့ကိုလူသိများပါတယ်။သူတို့နှစ်ဦးစလုံးဟာတပ်မတော်မော်ကွန်းတိုက်ကိုအသုံးပြုခွင့်ရခဲ့သူတွေဖြစ်ပါတယ်။ချုပ်ဝတ်တဲ့စစ်တပါဝါကြောင့်စစ်တပ်ကိုလေ့လာရမှာအခက်အခဲတွေအမျိုးမျိုးရှိတဲ့ကြားကအင်ဒရူးဆန်နဲ့မယ်ရီကလဟန်ဟာဗမာတပ်မတော်အကြောင်းစာအုပ်ထုတ်ဝေနိုင်တာဖြစ်ပါတယ်။ကျွန်တော်တင်ပြခဲ့တဲ့အင်ဒရူးဆန်ရဲ့စာအုပ်မှာမြန်မာ့ခိတက်မတော်ကိုအဓိကဦးစားပေးထားပါတယ်။မယ်ရီကလဟန်ကတော့ စစ်အာဏာရှင်စနစ်သက်ဆူရှည်ရတဲ့အကြောင်းရင်းကိုတက်မတော်သမိုင်းမှာရှာဖွေပါတယ်စစ်တပ်နဲ့လူအဖွဲ့အစည်းဆက်သွယ်ပုံကိုလေ့လာသုံးသပ်ပြီး Mickey Enemies ဆိုတဲ့အမည်နဲ့ဗမာတက်မတော်သမိုင်းကို2003ခုနှစ်နောက်ပိုင်းကထုတ်ဝေလိုက်တာဖြစ်ပါတယ်စာမျက်နှာ280ရှိပြီး American ပြည်ထောင်စုနယူးယောက်ပြည်နယ် Connecticut ပုံလိုက်တိုက်ကထုတ်ဝေပါတယ်ဒီစာအုပ်ကိုငါနဲ့မတူငါရန်သူဆိုတဲ့အမည်နဲ့လေလိုင်းတွေကစာအုပ်စင်မှာအပိုင်းလိုက်ခွဲပြီးတင်ပြသွားပါမယ် ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်ကတော့လွတ်လပ်သောအာရှအသံ RFI မှစီစဉ်ထုတ်လွှင့်ခဲ့သည့်သမိုင်းပညာရှင်ဒေါက်တာအောင်ခင်ဤလေလိုင်းတဲကစာအုပ်စဉ်အသံလွှင့်ဆောင်ပါကိုတပတ်ကို၃ပိုင်းတင်ဆက်ပေးသွားပါမယ်1991-92ကာလတမတော်မော်ကုန်းတိုင်မှာရှောက်လာသူတည်တနာလောက်ခွင့်ရလို့စုဆောင်းမိတဲ့အချက်အလက်ပြည်ရင်းပြည်ပတွေ့ဆုံမေးမြန်းချက်တမတော်နဲ့ပတ်သက်တဲ့စာနယ်ဇင်းနဲ့မြန်မာတက္ကသိုလ်တွေကမဟာဝိဇ္ဇာကျမ်းတွေကိုဖတ်ရှုလေ့လာပြီး ရေးသားထားတဲ့စာအုပ်ပါပဲ1961မှာပြည်ဝင်ခွင့်ဗီဇာရရှိလို့ရန်ကုန်မှာနေထိုင်စဉ်ကဆန္ဒပြတဲ့ចောင်းသားကိုရောနှိမ်နှီးနေစစ်သားကိုပါမယ်ရီကလဟန်မြင်တွေ့ခဲ့ပါတယ်ငြိမ်းချမ်းစွာဆန္ဒပြပြီးဒီမိုကရေစီတောင်းဆိုလာတဲ့ចောင်းသားကိုနှိမ်နှင်းဖို့အတွက်လက်နက်အပြည့်အစုံကင်ဆောင်ထားတဲ့စစ်သားတွေကစစ်စင်ရေးလုပ်တယ်လို့ပြင်ဆင်နေတာဟာအလွန်ကြီးမကောင်းတဲ့ကိစ္စပါပဲတဲ့တကယ့်နိုင်ငံရေးသမားဆိုရင်ကိုယ်နိုင်ငံသားကိုဒီလိုရဲရဲဆက်ဆက်လုံမှာမဟုတ်ပေမဲ့ စစ်တိုက်တာကိုသာနားလေတဲ့စစ်သားကတော့ဒါမျိုးလုံနိုင်ပါတယ်တဲ့တက်မတော်ဟာစစ်ဝစ်စုံဝစ်ထားတဲ့နိုင်ငံရေးလှုပ်ရှားမှုဖြစ်တယ်ဆိုတဲ့ဆရာဆရာပရံပရာရီရဲ့တုံသက်ချက်တွေကိုလည်းမယ်ရီကလဟန်ကလက်မခံပါဘူးတက်မတော်သားဟာနိုင်ငံရေးကိုနားမလဲပဲစစ်ရေးကိုသာနားလေတဲ့စစ်သားတသက်တာဖြစ်တယ်လို့သူကမြင်ပါတယ်ဒီရဲ့ချက်ကြောင့်ရမပီမှာနိုင်ငံရေးဘဝစိတ်သုံးနေတာဖြစ်ပုံရပါတယ်အနည်း40ကျော်စစ်တပ်ကနိုင်ငံရေးအာဏာယူထားတဲ့ကိစ္စကိုတုံသက်ရမှာ အာနာရှင်ဒလိနဲ့အာနာရှင်တဦးရဲ့ကောက်ကျစ်ဆင်းလဲမှုကိုအကြောင်းအရင်းအဖြစ်ကလဟန်ကမယူဆပဲစစ်တိုက်ပြီးနိုင်ငံတော်တည်ထောင်တဲ့တမိုင်းစဉ်ကြောင့်လူထုကမထောက်ခံပြီးမဲ့စစ်အစိုးရကြားချေခံနေတာလို့စောရကတက်ထားပါတယ်ကျွန်တော်တို့အခုသိရှိထားတဲ့မြန်မာနိုင်ငံတော်ဆိုတာကိုလိုနီခေတ်ကပေါက်ဖွားလာတာပါဗြိတိချ်ကိုလိုနီအကျိုးစီးပွားအတွက်ဗြိတိချ်စစ်တပ်ကအကြမ်းဖက်အင်အားသုံးပြီးနိုင်ငံတော်တည်ထောင်ခဲ့ပါတယ်နိုင်ငံသားရဲ့အကျိုးစီးပွားအတွက်တည်ထောင်တာမဟုတ်ပါဘူးတိုင်းသူပြည်သားနဲ့ဆက်ဆံရမှာအင်အားသုံးတာဟာ ကိုလိုနီခေတ်ရဲ့တဘာဝပါပဲဒုတိယကမ္ဘာစစ်ဖြစ်ပွားလို့ဂျပန်တပ်တွေဝင်လာတဲ့အခါမှာကိုလိုနီနိုင်ငံတော်နေချင်းညာချင်းပြိုကွဲသွားပြီးအင်အားသုံးအကြမ်းဖက်တဲ့အဖွဲ့အစည်းမျိုးစုံပေါ်ထွက်လာပါတယ်စစ်အတွင်းကာလမှာလက်နက်ကင်အုပ်စုအများအပြားပေါ်ထွက်လာတာဟာနောက်ပိုင်းဖြစ်ပွားမဲ့ပြည်တွင်းစစ်အတွက်ကြိုတင်လန်းခင်းပေးသလိုဖြစ်နေပါတယ်လက်နက်ကင်ပုံကန်သူကိုအစိုးရတပ်ကနှိမ်နှင်းပါတယ်တပုံဆိုတာပြည်သူလူထုတွေကထွက်ပေါ်လာသူတွေမို့ရေရှည်ပြည်တွင်းစစ်ဖြစ်တဲ့အခါမှာပြည်သူလူထုကို အန်ဒရယ်ပေးနိုင်သူအဖြစ်အစိုးရတက်ကမြင်လာပါတယ်။အပြစ်ကင်းတဲ့နိုင်ငံသားလားတပုံလားဆိုတာအစိုးရအနေနဲ့ခွဲခြားဖို့ခက်ခဲပါတယ်။ဒီအခါမှာဘသူကိုနိုင်ငံသားအဖြစ်သတ်မှတ်ပြီးဘသူကိုရန်သူအဖြစ်သတ်မှတ်မယ်ဆိုတာကိုတက်မတော်ကဆုံးဖြတ်ပါတော့တယ်။နိုင်ငံတော်တည်ထောင်စဉ်ကာလမှာပြည်တွင်းစစ်ဖြစ်ပွားတာဟာအင်အားသုံးပြီးအာဓမလုတ်တဲ့လက်နက်ကင်အဖွဲ့အစည်းကြီးစိုးဖို့အခြေအနေကိုဖန်တီးလိုက်တယ်လို့ဖြစ်နေပါတယ်။ကိုလိုနီခေတ်ဂျပန်ခေတ်ဖော့ဆပါလာခေတ်စတဲ့ခေတ်သုံးခေတ်မှာအင်အားသုံးမှု အကျန်းဖတ်အကြက်ကင်မှုအသုံးများခဲ့တာကြောင့်အခုလိုစစ်တပ်ကကြီးစိုးနိုင်တာလို့မယ်ရီကလဟန်ကမြင်ပါတယ်ဒီခေတ်သုံးခေတ်ကိုအမွေဆက်ခံခဲ့တဲ့ဗိုလ်ချုပ်တွေအဖို့ကတော့အစိုးရကိုလက်နက်ကင်တိုက်ခိုက်နေတဲ့သဘုံနဲ့လက်နက်မကင်ပဲဒီမိုကရေစီလိုချင်ကြောင်းဆန္ဒပြကြွေးကြော်နေတဲ့ကြောင်းသားဟာအတူတူပါပဲတဲ့ဒါပေမဲ့အတင်းအဓမ္မဖိနှိပ်တာကိုကိုလိုနီခေတ်နဲ့ဂျပန်ခေတ်ရဲ့အမွေအနှစ်လို့မပြောနိုင်ပါဘူးအခြားကိုလိုနီနိုင်ငံတွေမှာလည်းဖိနှိပ်ရေးရန်တော်ရှိခဲ့တာပါပဲ။ ဒါပေမဲ့လွတ်လပ်ရေးရတဲ့အခါဖိနှိပ်ရေးအတွက်တိစောက်ထားတဲ့ကိုလိုနီအုပ်ချုပ်ရေးရန်ရာကိုဖျက်သိမ်းပြီးလွတ်လပ်တဲ့နိုင်ငံသားနဲ့တင့်တော်တဲ့စနစ်ကိုတိစောက်နိုင်ခဲ့ပါတယ်။အိန္ဒိယ၊မလေးရှားနဲ့ဖိလစ်ပိုင်မှာကိုလိုနီဖိနှိပ်ရေးရန်ရာမရှိတော့ပါဘူး။ဒါကြောင့်မြန်မာပြည်မှာသာဘာဖြစ်လို့ကိုလိုနီခေတ်ကလုံးအင်အားသုံးအကြမ်းဖက်တဲ့နည်းနဲ့အုပ်ချုပ်နေတာလဲလို့မေးစရာရှိလာပါတယ်။လွတ်လပ်ရေးရကနီးပုံကန်ထကြွမှုနဲ့ကြုံတွေ့ရတာမြန်မာပြည်တပြည်တည်းမဟုတ်ပါဘူး။အခြားကိုလိုနီနိုင်ငံတွေမှာလည်းတပုံထကြတာပါပဲ။ ဒါပေမဲ့အခြားနိုင်ငံတွေမှာအတိုက်အခံကိုဖျက်ဆီးရှေမုန်းတာမျိုးမလုပ်ဘဲစီယုံသိမ့်သွင်းတဲ့နည်းနဲ့နိုင်ငံရေးအရာအပြေချနိုင်ခဲ့ပါတယ်။မြန်မာပြည်မှာတော့ဦးနုအစိုးရကအတိုက်အခံကိုစီယုံသိမ့်သွင်းဖို့စတင်လုပ်ကိုင်နေစဉ် KMT တရုတ်ဖြူတရင်အချို့ချန်ပီမာဝင်ရောက်စခန်းရှာတာနဲ့ကြုံရပါတယ်။ကွန်မြူနီတရုတ်နီကိုစန့်ကျင်တဲ့ American ဟာ KMT တရုတ်ဖြူကိုအားပေးပါတယ်။ဒီကိစ္စကိုဦးနုအစိုးရကခုလသမဂ္ဂနဲ့ American ကိုတင်ပြပေမဲ့အရှိန်ဖြစ်ခဲ့ရပါတယ်။ပြည်တွင်းစစ်နဲ့တရုတ်ဖြူအန်တိုရီကြောင့် အစိုးရရန်တော်ကိုတက်မတော်ကဝင်ရောက်ကြိုးကင်ပြီးအခြားအရက်လုပ်ငန်းတွေမှာပါစွတ်ဖက်လာပါတယ်။ပြည်ထနာအကြက်အဲတဲကိုစည်ရေးအရာဖြည့်ရှင်းနေတဲ့အတွက်ပြည်ပြည်သမားကိုအစိုးရကလက်မခံတော့ပါဘူး။ဒီလိုအချိန်အခါမှာနိုင်ငံတော်တိဆောက်သူဟာစစ်ဖို့ဖြစ်လာပြီးတိုင်းသူပြည်သားကိုအန်ဒရယ်သို့မဟုတ်ရန်သူလို့မြင်လာကြောင်းမယ်ရီကလဟန်ကတုံ့တက်ထားပါတယ်။ရှေ့အပတ်အပိုင်းနှစ်မှာပြည်သူလူထုကိုရန်သူလို့သတ်မှတ်တဲ့အစိုးရအကြောင်းတင်ပြပါမယ်။ဦးအောင်ခင်အဲ့ဒါဆူရက်လူတွေမသက်သာဘူးသာမှတ်ပြီးတော့လေ။